ားလုံးပဲမင်္ဂလာပါရှင်။မန္တလေး news သတင်းဌာနကနေသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတော်သို့မင်းအောင်လှိုင်တက်ရောက်မည်ဖြစ်၍တက်မြည်သူများ၏ကိုရေးအကျဉ်းနောက်ကျောင်းရာဇဝင်များစီစစ်ပြီးလုံခြုံရေးအထူးတင်းကျပ်ခါ drone gun နှင့်ဂျမ်းမာများအများအပြားချထားရသည်သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတော်သို့အချမ်းဖက်မင်းအောင်လှိုင်တက်ရောက်မည်ဖြစ်၍တက်မြင့်ကျောင်းသားကျောင်းသူများဆရာဆရာမများနှင့်မန္တလေးမြို့ကန်များ၏ ခိုးရေးအကျဉ်းနောက်ကျောင်းရာဇဝတ်များကိုစစ်တပ်ကအထူးစီစစ်ပြီးလုံခြုံရေးအထူးတင်းကျပ်ထားကြောင်းမန္တလေးတက္ကသိုလ်မှဆရာဆရာမအတိုင်းဝိုင်းကပြောဆိုပါရယ်မနက်ဖြန်အော်တိုဘာလ၄ရက်နေ့တွင်မန္တလေးမြို့မဟာအောင်မြင်မြို့နယ်83လမ်းပေါ်ရှိမန္တလေးတက္ကသိုလ်တွင်ရာပြည့်အခမ်းအနားဖွင့်ပွဲနှင့်ဆက်ဆက်အခမ်းအနားကိုကျင်းပပြုလုပ်မည်ဖြစ်ကြောင်းမန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော်သို့မင်းအောင်လှိုင်နှင့်မိမကျူကျူလာတို့ကလာရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း ထိုခန်းနာတက်ရောက်မိသူအလုံးဤခိုးရီအချင်းများကိုစစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့ကစီစစ်ပြီးစီဒီယံဝန်ထမ်းများနှင့်အမျိုးတော်သူများဆွေမျိုးတွင်နိုင်ငံရေးအမှုဖြင့်ထောင်ချထားသူများတွေ့ရှိပါကတက်ရောက်ခွင့်မပြုကြောင်းသိရပါသည်ကိုရေးအချင်းတင်ပြရတယ်အဲ့ဒီမှာအမျိုးထဲမှာစီဒီယံဝန်ထမ်းရှိတာနိုင်ငံရေးအမှုနဲ့ထောင်ချတာရှိရင်ပေးမတတ်ဘူးအခုထပ်တီးတော့တည်ထားတာကတက်ထိတ်ဆောင်ကပုတ်ကိုမင်းအောင်လှိုင်လာရောက်တတ်မယ်ဖွင့်ပွဲလုပ်မယ်လို့ပဲတည်ထားပါတယ် တကယ်တက်မတက်ကတော့မနဲ့ပြန်စောင့်ကြည့်ပေါ့ပြီးတော့ဖုန်းတွေလည်းစတဲ့ရှားပြပွဲတွေကိုဖုန်းအောင်ပြီးသေးပါမလားမသိဘူးဟုမန္တလေးတက္ကသိုလ်မှနီးပြဆရာတအူကပြောဆိုပါတယ်ထို့ပြင်မန္တလေးတက္ကသိုလ်ပတ်ဝန်းကျင်တွင် drone ကျန်မာများ drone guard များကိုလည်းချထားပြီးဆက်သွယ်ရေးဖြတ်တောက်စံများတက်ဆင်ထားသောကားများကိုလည်းမန္တလေးမြို့တွင်လှည့်လည်ကြီးဖြစ်ကြောင်းမင်းအောင်လိုက်တက်ရောက်ချိန်တွင် drone ဖြင့်လာရောက်ဖုန်းကျင်းမီကိုစစ်တပ်ကစိုးရိမ်သက်ဖြင့်ဆက်သွယ်ရေးဖြတ်တောက်စံများစွာချထားခြင်းဖြစ်ကြောင်းသိရပါတယ် န္တလေးတက္ကသိုလ်သည်1925ခုနှစ်ဇူလိုင်လ4ရက်နေ့တွင်မန္တလေးဥပစာကောလိပ်ကိုစတင်ဖွင့်လှစ်ခဲ့သဖြင့်နှစ်တရာပြည့်ခဲ့ပြီဖြစ်ကြောင်းသိရပါသည်ဆက်လက်ပြီးစစ်တပ်ထိန်ချုပ်မှုအောက်ကရွေးကောက်ပွဲလွတ်လပ်ပြီးမမျှတာနိုင်အကြံဖတ်မှုများပုံမမြင့်တက်စေမည်ဟုကုလလူအခွင့်ရေးအကြီးအကဲထပ်မံပြောကြားတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်မြန်မာနိုင်ငံမှာပြုလုပ်မဲ့စစ်တပ်ထိန်းချုပ်တဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ကြောင်းနဲ့အကြံဖတ်မှုတွေကိုပုံမမြင့်တက်စေမှာဖြစ်ကြောင်း ကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးဘော့ကာချွတ်ကစက်တင်ဘာလ30ရက်နေ့အင်ကာနီမှာပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံမှာပြုလုပ်မဲ့စစ်တပ်ထိန်းချုပ်တဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ကြောင်းနဲ့အကြမ်းဖက်မှုတွေကိုပုံမှုမြင့်တက်စေမှာဖြစ်ကြောင်းကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးဘော့ကာချွတ်ကစက်တင်ဘာလ30ရက်နေ့အင်ကာနီမှာပြောပါတယ်။ ရိုဟင်ဂျာမွတ်စလင်တွေနဲ့အခြားလူနည်းစုတွေရဲ့အခြေအနေဆိုင်ရာအဆင့်မြင့်ညီလာခံမှသူကအခုလိုပြောဆိုခဲ့တာဖြစ်ပြီးယနေ့မြန်မာနိုင်ငံမှာအထူးသဖြင့်ရခိုင်ပြည်နယ်မှာရိုဟင်ဂျာနဲ့အခြားလူနည်းစုတွေရဲ့ဘဝဟာသူတို့မကြုံဘူးလို့အောင်အဆိုးရွားဆုံးဖြစ်နေနိုင်ပါတယ်။ဂျာဟာရိုဟင်ဂျာတို့ရဲ့ဖိနှိပ်ခံတမိုင်းတရှောင်းနောက်ထပ်ဆိုးရွားတဲ့အခန်းအသစ်တစ်ခုလိုပဲပြောကြခဲ့ပါတယ်။ကြပြင်ဒီညီလာခံကနေပြီးဒီလိုမတရားမှုတွေကိုကမ္ဘာလုံးဆိုင်ရာနိုင်ငံရေးအစီအစဉ်ရဲ့ထိတ်ဆုံးမှထားတဲ့အကြောင်းရှင်းရှင်းလင်းလင်းပြသရမယ်။ ရိုဟင်ဂျာတွေအတွက်အလှည့်အပြောင်းတစ်ခုရောက်အောင်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့အရေးယူဆောင်ရွက်ပြီးသူတို့ရဲ့ဘဝဆိုးအတွက်ခြောက်ရဖြည့်ရှင်းချက်တစ်ခုချမှတ်ဖို့အတွက်အချိန်ရောက်ပြီလို့သူကပြောဆိုခဲ့ပါတယ်။ရှခိုင်းပြည်နယ်တိုက်ပွဲတွေအရှိန်မြင့်လာပြီးစစ်တပ်ကအရက်သားတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်းလူခွင့်ရေးချိုးဖောက်မှုတွေအရက်သားတွေကိုတမင်တပ်ဖြတ်တာတွေအရက်သားပိုင်ပစ္စည်းတွေကိုဖျက်ဆီးတာတွေအာဓမဖမ်းဆီးချုံနောက်နှိပ်စက်မှုတွေနဲ့အတင်းအာဓမစစ်မှုထမ်းခိုင်းတာတွေအပါအဝင်ရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့ကြောင်း Foga Truck ကဆိုပါတယ်။2024ခုနှစ်ဒုတိယနှစ်ဝက်မြောက်ပိုင်းရခိုင်ကပုံရိပ်တွေနဲ့ဗီဒီယိုအချို့ဟာ2019ခုနှစ်တုန်းကရက်ဆက်ကြမ်းကြုတ်မှုတွေကိုပြန်သတိရစေပါတယ်။ဒီအခြေအနေအားလုံးကြောင့်ပြည်တွင်းမှာလူပေါင်း3.5တန်းကျော်လေရဆုံခွာခဲ့ရပြီး2024ခုနှစ်ဇန်နဝါရီလကတည်းကရိုဟင်ဂျာတသိန်းခွဲကဗင်္ဂလားဒေ့ရှ်ဘက်ထပ်မံထွက်ပြေးသွားခဲ့ရတယ်လို့သူကပြောပါတယ်။ဒီလိုအခြေအနေတွေအောက်မှာကျင်းပတဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးမျှတနိုင်မှာမဟုတ်ပါဘူး။ဥပမာရိုဟင်ဂျာတွေဟာ သူတို့ရဲ့နိုင်ငံသားဖြစ်မှုကိုစိတ်ထင်တိုင်းဖိရှားခံရတာကြောင့်မဲပေးခွင့်ရရှိမှာမဟုတ်ပါဘူး။တိုင်းသားရခိုင်ပါတီတွေကိုလည်းရှင်ပြိုင်ခွင့်ကနေပိတ်ပင်ထားပါတယ်လို့သူကသတိပေးပြောကြခဲ့ပြီးစစ်တပ်ထိန်းချုပ်တဲ့အထုရောင်ရွေးကောက်ပွဲကိုရှုံချခဲ့ပါတယ်။ဒီအကြက်တဲကနေယုံထွက်ဖို့နီလန်ဟာတင်းမာမှုလျှော့ချရင်အယက်သားကာဝယ်ရေးဆွေးနွေးမှုနဲ့လူသားချင်းစာနာမှုအကူအညီပေးရေးပဲဖြစ်ပါတယ်။ရွေးကောက်ပွဲမဟုတ်ပါဘူးလို့မဟာမင်းကြီးကပြောဆိုထားပြီးမြမပြည်ကိုလက်နက်စီစဉ်မှုတွေရပ်တန့်ဖို့ ဒုက္ခသည်တွေကိုငွေကြေးထောက်ပံ့မှုတွေဆက်ပေးဖို့နဲ့ရက်ဆက်ကြံကြုံမှုတွေအတွက်တာဝန်ခံမှုရရှိစေဖို့တောင်းဆိုခဲ့ပါတယ်။အကြံဖတ်မှုအလွန်အမင်းစင်ရဲ့ကြီးမှုနဲ့ကြီးမားတဲ့လူအခွင့်ရေးချိုးဖောက်မှုတွေဟာနိုင်ငံတကာကအလေးအနက်စိုးရင်ရတဲ့အကျက်တဲကိုဖြစ်ပေါ်စေခဲ့ပါတယ်။နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့သူတို့ရဲ့တာဝန်အတိုင်းအရေးယူဆောင်ရွက်ရပါလိမ့်မယ်လို့သူကညီလာခံအတွင်ပြောဆိုသွားပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။